ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိမြန်မာကိုရီးယားနှစ်နိုင်ငံချစ်ကြည်ရေးဒလတရာကွန်ကရစ်သွန်လောင်းတရာဆက်ချဲမဟာမင်္ဂလာအခမ်းအနားကိုအော်တိုဘာလ၁၀ရက်နေ့မနက်ပိုင်းမှာကျင်းပရာပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ယာယီသမ္မတနိုင်ငံတော်လုံခြုံရေးနှင့်အေဂျင့်တရားရေးကော်မရှင်ဥက္ကဋ္ဌပူချုပ်မှုကြီးမင်းအောင်လိုင်းတက်ရောက်ချင်းမြင့်ပြီးကွန်ထရိုလာအသုံးပြုပြီးကွန်ကရစ်လောင်းတရာဆက်ချင်းအားဆောင်ရွက်ပေးပါတယ်။ ရှေးဦးစွာပြည်တော်စုသမ္မတမြန်မာနိုင်ငံတော်ယာယီသမ္မတနိုင်ငံတော်လုံခြုံရေးနဲ့အေဂျင့်တရားရေးကော်မရှင်ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များဟာကွန်ကရစ်သွန်းလောင်းတရားဆက်ခြင်းမဟာမင်္ဂလာအခမ်းအနားပြုလုပ်မယ့်နေရာသို့ရောက်ရှိကြရာပြည်တော်စုဝင်ကြီးများနဲ့တာဝန်ရှိသူများကကြိုးစိုးနှုတ်ဆက်ကြပြီးစောင့်လို့ရေးဝင်ကြီးဌာနပြည်တော်စုဝင်ကြီးဦးမျိုးတန်ကမြန်မာကိုရီးယားနှစ်နိုင်ငံချစ်ကြည်ရေးဒလဒရာစီမံကိန်းနဲ့ဆက်လင်းတဲ့အကြောင်းအရာများကိုရှင်းလင်းတင်ပြပါရစေ။ အဲဒီနောက်ခန်းနာကိုစတင်ကျင်းပရာခန်းနာမှုကမြန်မာကိုရီးယားနှစ်နိုင်ငံချစ်ကြည်ရေဒလာဒလာနဲ့ဆက်လင်းပြီးရှင်းလင်းပြောကြပါတယ် အဲဒီနောက်နိုင်ငံတော်ယာယီတမ်မရနိုင်ငံတော်လုံခြုံရေးနဲ့အေဂျင်တာယာယီကော်မရှင်ဥက္ကဋ္ဌကမြန်မာကိုရီးယားနှစ်နိုင်ငံချစ်ကြည်ရေးဒလဒလတီဆောင်ရေးစီမံကိန်းမှပါဝင်ခဲ့တဲ့အင်ဂျင်နီယာအဖွဲ့များအားတည်တည်ချင်းလက်ဆောင်များပေးအပ်ပါတယ်။ အဲဒီနောက်မင်္ဂလာအချိန်မှာနိုင်ငံတော်ယာယီသမ္မတနိုင်ငံတော်လုံခြုံရေးနဲ့အေဂျင့်တာယာယီကော်မရှင်ဥက္ကဋ္ဌကမြန်မာကိုရီးယားနိုင်ငံချစ်ကြည်ရေးဒလဒလားဆက်ချင်းမဟာမင်္ဂလာအခမ်းအနားကိုစက်ကလုံးနဲ့ဖွင့်လှစ်ပေးပြီးကွန်ထရိုလာအသုံးပြုပြီးကွန်ကရစ်သွန်းလောင်းဒလားဆက်ချင်းကိုဆောင်ရွက်ပေးပါတယ်။ ။အဲဒီနောက်နိုင်ငံတော်ယာယီတမ်ရာနိုင်ငံတော်လုံခြုံရေးနဲ့အေဂျန်သားယာယီကော်မရှင်ဥက္ကဋ္ဌနဲ့အဖွဲ့ဝင်များဟာကွန်ကရစ်သွန်းလောင်းတရားဆက်ထားတဲ့နေရာအားအမွေးနှမ်းသာယာယီများပြပြန်ပေးပါရယ်။ အဲဒီနောက်နိုင်ငံတော်ယာယီတမ်မရာနိုင်ငံတော်လုံခြုံရေးနဲ့အေဂျင့်တာယာယီကော်မရှင်ဥက္ကဋ္ဌနဲ့အဖွဲ့ဝင်များဟာမြန်မာကိုရီးယားနှစ်နိုင်ငံချစ်ကြည်ရေးဒလာဒရာကွန်ကရစ်သွန်လောင်းဒရာဆက်ချင်းအထင်ရမှစူပေါင်းမှတ်တမ်းတင်တပ်ပုံရိုက်ပါတယ်။ ဆက်လက်ပြီးနိုင်ငံတော်ယာယီသမ္မတနိုင်ငံတော်လုံခြုံရေးနဲ့အေဂျင့်တရားရေးကော်မရှင်ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များဟာမြမောက်ကိုရီးယားနှစ်နိုင်ငံချစ်ကြည်ရေးဒလာဒရာတိဆောက်ပြည်စည်းမှုများကိုလက်လည်ကြည့်ရှုဆက်ဆဲခဲ့ပြီးတာဝန်ရှိသူများရဲ့တင်ပြချက်များအပေါ်နိုင်ငံတော်ယာယီသမ္မတနိုင်ငံတော်လုံခြုံရေးနဲ့အေဂျင့်တရားရေးကော်မရှင်ဥက္ကဋ္ဌကလိုအပ်တာများမှတ်ကြားပါရစေ။ အဆိုပါမြန်မာကိုရီးယားချစ်ကြည်ရေးဒလဒလတိဆောက်ရေးစီမံကိန်းကို2012ခုနှစ်နိုင်ငံတော်သမ္မတဦးသိန်းစိန်ရဲ့ကိုရီးယားနိုင်ငံချစ်ကြည်ရေးခီးစဉ်အတွင်မြန်မာနိုင်ငံမှာမြန်မာကိုရီးယားနှစ်နိုင်ငံချစ်ကြည်ရေးစီမံကိန်းတစ်ခုအကောင့်ထဲပေါ်ဆောင်ရွက်ရန်ဆွေးနွေးခဲ့ပြီး2013ခုနှစ်မှာစီမံကိန်းအားစတင်အကောင့်ထဲပေါ်ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီးတရားမှာတမ္မဏီကျိုးဆိုင်တရား Gable Stay Bridge အမျိုးအစားဖြစ်ပြီးလေးလံသွားတရားဖြစ်ပါတယ်။တရားဒဇင်းလုံးရဲ့စုစုပေါင်းအရှေ့မှာ6128ပေးဖြစ်ပါတယ်။ မြန်မာကိုရီးယားကြည်ကြည်ရေးဒလာဒရာဟာမြန်မာနိုင်ငံရှိတိဆောက်ပြည်စီခဲ့တဲ့တမ်လီကျိုးဆိုင်ဒရာများအနက်ရေလန်းကဲလို့အမြင့်ဆုံးဒရာဖြစ်ပြီးဒရာအောက်မှာတန်ချိန်15000ရှိတဲ့နိုင်ငံတကာပင်လယ်ကူသင်္ဘောကြီးများနဲ့ပြည်တွင်းရေချောင်းသွားသင်္ဘောကြီးများဖြတ်တန်းအသုံးပြုနိုင်ရန်ဒရာကင်းလို့အမြင့်ပေ160အကျယ်960ရှိကြောင်းဒရာရဲ့ခန်းတိုင်းဝန်မှာယင်းတစည်းချင်း85တန်ဖြစ်ပြီးမြန်မာအင်ဂျင်နီယာများအနေဖြင့်တမ်မနီကျိုးဆိုင်ဒရာဆိုင်ရာပုံစံထုတ်ချေတိဆောက်ခြင်းခေမီနီးပညာနှီးစနစ် များနဲ့အတွေ့အကြုံများကိုရရှိခဲ့ကြောင်းနဲ့ယခုတရားကြီးအချောသက်တိဆောက်ပြည်စီဖွင့်လှစ်ခဲ့ပါကရန်ကုန်တိုင်းဒေသကြီးနဲ့အေရီတိုင်းဒေသကြီးအတွင်းရှိမြို့များသို့လွဲကူလျင်မြန်စွာသွားလာနိုင်မှာဖြစ်ပြီးလက်ရှိဖြစ်ပေါ်နေတဲ့ရန်ကုန်မြို့ရင်ကျော်ပိတ်ဆို့မှုများလည်းအတိုင်းအတာတစ်ခုအထိရောပါသက်တာစေမှာဖြစ်ကရန်ကုန်မြို့ရဲ့အထင်ကြီးပြရုပ်လမ်းမတ်တစ်ခုလည်းဖြစ်လာမှာဖြစ်ကြောင်းသိရှိရပါတယ်ရှင်။